ငါးပါးသီလမလုံတဲ့သူကိုကြတော့တတ်မိရင်အပြစ်မဖြစ်ပဲအစ္စလမ်တွေနွားကိုတတ်တာကြတော့ဘာလို့အပြစ်ကြီးလိုက်ပြောနေကြတာလဲတဲ့အရှင်ဖုရားမေတ္တာရှိထားဖြည့်ကြပေးပါအရှင်ဖုရားငါးပါးသီလမလုံတဲ့သူကိုကြတော့တတ်မိရင်အပြစ်မဖြစ်ပဲ အစ္စလမ်တွေနွားကိုတတ်တာကြတော့ဘာလို့အပြည့်ကြီးလိုက်ပြောနေကြတာလဲတဲ့။ဘာဘာသီလမလုံတဲ့သူကိုတတ်မိရင်အပြည့်မဖြစ်ဘူးလို့ဘယ်ဆရာတော်ကဟောတာပါလဲ။ဘယ်ဆရာတော်မှမဟောပါဘူးနော်။ဟောတယ်ဆိုရင်လည်းပဲအဲ့ဒီဟောတဲ့ဆရာတော်ကစာမတက်လို့ဟောတာပါ။ငါးပါးသီလလုံတဲ့သူကိုပဲဖြစ်ဖြစ်ငါးပါးသီလမလုံတဲ့သူကိုပဲဖြစ်ဖြစ်တတ်မိမယ်ဆိုရင်အပြည့်ဖြစ်တာပါပဲ။သို့တော့ငါးပါးသီလလုံတဲ့သူကိုတတ်မိရင်တော့ အပြစ်ကြီးလေးပါတယ်ဥပမာတမတကိုတတ်တာနဲ့တာမန်အယက်သားကိုတတ်တာပြည့်မှုကြီးတာသေးတာကွာတယ်လို့ပေါ့နော်အဲ့ဒီအတိုင်းပဲတိလရှိတဲ့ပုဂ္ဂိုလ်ကိုတတ်မိမယ်ဆိုရင်အပြစ်ကပိုကြီးပါတယ်ဒီသဘောကိုဟောတာပါနော်နားလည်မှုလွဲတာဖြစ်ပါလိမ့်မယ်နားလည်ပါစေနော်အမေအဖေကိုလှုပ်ကြွေးရင်ဘာပြန်ရမလဲဖုံဖုံတဲ့တန်ယုတ်တနိကေတဂါထာဝကတန်ယုတ်ပါဠိတော်ဗြဟ္မဏတန်ယုတ် ဥပတကဝတ်မတုပောတကတုံးမှာမိဘကိုလှုပ်ကြွေးတဲ့သားသမီးတွေဟာလက်ရှိပြစ်ဆုံးပံမှာလည်းပဲသူတော်ကောင်းတွေရဲ့ချီးမွမ်းခြင်းကိုခံရပြီးတေလွန်တဲ့အခါမှာလည်းပဲမျက်ရွာသူပတိတို့လာရောက်ရတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်။ဒါဟာမိဘကိုလှုပ်ကြွေးခြင်းကြောင့်ရရှိလာမိကောင်းကျိုးပဲဖြစ်ပါတယ်။ဒါကအကျိုးအနေနဲ့ပြောတာပါ။အကျိုးရသည်ဖြစ်စေမရသည်ဖြစ်စေသားသမီးရဲ့လို့ဖြစ်လာပြီဆိုရင် မိဘကိုပြန်ပြီးတော့လှုပ်ကြွေးရမှာကသာသမီတိုင်းရဲ့တမိုင်းပေးတာဝန်တစ်ခုဖြစ်ပါတယ်မိဘကိုလှုပ်မကြွေးဘူးဆိုရင်အဲ့ဒီလှုပ်မကြွေးတဲ့သာသမီကိုတုတ်တနိဘတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကဘယ်လိုပြောထားသလဲဆိုရင်ယောမာတရံပိတရံဝါစေနကံကတယောပနံပဟုတန်တော်နဗရတိတန်စညာဝတ္တလောဣတိယောနရောအကျဉ်သူသည်စေနကံဥမင်းထသော ကတယောဗန္နံပစ္စည်းမအရွယ်တို့ရောက်ထသော မာတရံဝါအမေကို၎င်းပိတရံဝါအဖေကို၎င်းဘဟုစွာနိုင်သည့်တန်တော်ဖြစ်ပါလျက်နဗရတိမလုံကျွေးမပြုစုတန်ထူသူကိုဝတလောဤတိသူယုံမာဟု၍ဇညာတိယာဤလို့ဟောကြားတော်မူထားပါတယ်ဆိုလိုတာကမိဘကိုလုံမကျွေးဘူးဆိုရင်အဲ့ဒီလုံမကျွေးတဲ့သားသမီးကို သူယုံမာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အကျိုးရသည်ဖြစ်စေမရသည်ဖြစ်စေသားသမီးရဲ့လို့ဖြစ်လာပြီဆိုရင် သူရုပ်မှာမဖြစ်ဖို့အတွက်မိဘကိုလှုပ်ကြေးရမှာဖြစ်ပါတယ်နော်ဗုဒ္ဓကနိဗ္ဗာန်ရောက်ပါတယ်ဆိုတာသူကိုယ်တိုင်ပြောခဲ့သလားတဲ့အိုးပြောခဲ့တာပေါ့နော်ပြောခဲ့တာမှအများကြီးပဲအဲ့ဒီအများကြီးထဲကတခုပဲချပြမယ်မဟာဝါပါဠိတော်ဓမ္မစကြာတုံးမှာဘိက္ခုတို့ငါကိုဂေါတမလို့နာမည်မခေါ်ကြနဲ့ငါသည်ဗုဒ္ဓဖြစ်ခဲ့ပြီအမတ္တခေါ်နိဗ္ဗာန်တရားကိုငါသိခဲ့ပြီငါရခဲ့ပြီ ငါထောင်ကြလော့ငါတရားဟောပြမည်ထိုတရားအတိုင်းကျင့်ပါကမြတ်သောတရားကိုတင်တို့လည်းသိမြင်ကြလိမ့်မည်တဲ့ဒါဟာဗုဒ္ဓသည်ကိုတော်တိုင်နိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ရကြောင်းပြောဆိုဝန်ခံခဲ့တာပဲဖြစ်တယ်နော်တကယ်ရောနိဗ္ဗာန်ရောက်ခဲ့လားတဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာကနောက်တဖန်ပရိသန္တိမနေတော့ပဲနဲ့ဩနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်သွားတာကိုပြောတာပါနော် ပရိသန္တိနေပြီးတော့အိုနာသည်ဆင်းရဲဒုက္ခဖြစ်ရတယ်ဆိုတာကလည်းပဲကံကြောင့်ဖြစ်တာပါကံကလည်းကိလေသာကြောင့်ဖြစ်တာပါကိလေသာကိုအကျွင်းမဲ့ပယ်သက်ပြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာကံလည်းမရှိတော့တဲ့အတွက်ပရိသန္တိနေစရာအကြောင်းလည်းမရှိတော့ပါဘူးနော်ပရိသန္တိမနေတော့ဘူးဆိုရင်အိုနာသည်ဆင်းရဲဒုက္ခမှလွတ်မြောက်သွားပါပြီဒါကြောင့်ဗုဒ္ဓသည်ကိလေသာကိုအကျွင်းမဲ့ပယ်သက်ပြီးသောပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ဖန်ပရိသန္တိမနေတော့တဲ့အတွက် ိုနာသည်ဆင်းရဲဒုက္ခမှလွတ်မြောက်သွားတာကြောင့်ဗုဒ္ဓဟာနိဗ္ဗာန်ကိုတကယ်ရောက်ခဲ့ပါတယ်နော်မြတ်စွာဘုရားအမှားကင်းတယ်လို့ကိုတော်အာမခံလာတဲ့ဒီမတ်ကိုမှတ်တယ်ဆိုတဲ့ကိုကဒီမတ်ပိုင်ရှင်ကဗုဒ္ဓဘာသာဝင်မဟုတ်တော့ဘူးနော်အကယ်၍ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှစစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်မဟုတ်တော့ဘူးရောင်ဝါဗုဒ္ဓဘာသာပဲဖြစ်မယ်ဒါကြောင့်ဒီလိုမှန်ကို မှတ်တာပေါ့နော် မြတ်စွာဘုရားအမားကင်းတယ်လို့ကိုတော်အာမခံလားဆိုတော့အာမခံတာပေါ့ဘုရားဆိုတာအမားကင်းရတယ်လေအမားမကင်းသေးဘူးဆိုရင်ဘုရားမဟုတ်ဘူးပုထုဇဉ်နော်ဒါကြောင့်မြတ်စွာဘုရားအမားကင်းတယ်ဆိုတာကိုရေရဲကြီးအာမခံပါတယ်နောက်ပြီးပွဲရှာနေတာလားတဲ့တကားတော်လာမန့်ထားတာကအရှင်ဘိန်ဒေါလမထေကရှင်ဥပဂௌဒ်ကိုတွတ်ပင့်တယ်ဆိုပြီး ဒကာကြီးတယောက်မှားပြောတာကိုဦးစင်းကပြန်ပြီးတော့ပြုပြင်ပေးထားတဲ့ပုံထဲမှာလာမှန်ထားတာနော်ပွဲရှာတာနဲ့ပြုပြင်တာမတူဘူးပွဲရှာတယ်ဆိုတာကတဦးနဲ့တဦးပฏิပက္ခဖြစ်အောင်လုပ်တာအခုဦးစင်းကပြုပြင်ပေးတာလीဒကာတော်ကိုယ်တိုင်ကိုကပွဲရှာတာနဲ့ပြုပြင်တာကိုမကွဲဘူးဖြစ်နေတယ်နော်အဲ့ဒါကိုကွဲပြားအောင်အရင်လုပ်ပါအောင်လို့ပြောချင်ပါတယ်နော်လူမျိုးတစ်မျိုးကိုမကြိုက်လို့နှိပ်ပေါင်းများစွာကပြန်လွန်တော်မူပြီးဖြစ်သောယဟန်တော်ကို မဖွဲမရလုပ်ပြီးစော်ကားနေတာကိုဘယ်လိုမြင်မိပါလဲတဲ့လူတိုင်းကကိုလုပ်တဲ့အလုပ်ကိုမှန်တယ်လို့ထင်ကြတယ်နော်တချို့လုပ်ရက်တွေကမှန်နေပေမဲ့တချို့လုပ်ရက်တွေကမှားနေကြတယ်တချို့ကြတော့လေအဲ့ဒီမှားနေတာကိုမှားမှန်းသိတယ်တချို့ကြတော့လေမှားတာကိုမှားမှန်းမသိဘူးမသိတဲ့အပြင်မှားနေပါတယ်လို့ဘေးကပြောဆိုထောက်ပြတဲ့အခါမှာအဲ့ဒီပြောဆိုထောက်ပြတဲ့လူကိုရန်လုပ်ပါတယ်အဲ့ဒါဟာ ူ့အတွက်ပျက်စီးဖို့လမ်းစာပါပဲနော်ဝဇိရဗုဒ္ဓတေကာမှာရေပုံရေနဟိတတ္တာနံဝိနာတိပိစုပတ္ထိတေအာနယောနယရူပေနဗုဒ္ဓမာကမ္မတိတ္တိလို့ဆိုထားပါတယ်အဘိဓေကသတ္တဝါတွေဟာကုသိုလ်ကံချွတ်ချော်ခြင်းတို့ရောက်လာပြီဆိုရင်မိလွယ်နေမာတွေဟာနိမ့်မှန်လမ်းမှန်ဟန်ဆောင်ပြီးတော့ဤဝါမိအခွင့်လန်းတွေကိုနင်းနယ်ဖြည့်ဆည်း၍တည်လာတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ် အမှားတစ်ခုကိုအမှန်မှန်သိရတာနဲ့ဆက်လုံနေမယ်ဆိုရင်အဲ့ဒီလူဟာသူ့ကိုယ်သူပျက်စီးဖို့လုပ်နေတာပဲဖြစ်ပါတယ်ဘယ်လိုမြင်တယ်လဲဆိုလို့ရှိရင်သူတို့အကြောင်းသူတို့ဖန်နေတယ်လို့ပဲမြင်ပါတယ်နော်ဥစဉ်အနေနဲ့အဲ့ဒီပေါ်မှာဘာမှတခြားထွေထွေထူးထူးပြောစရာအကြောင်းမရှိပါဘူးနားလည်ပါစေနော်အရှင်ဖရာတေကံမစီပဲတည်တာ ရှိပါသလားဖရာတဲ့ မြတ်စွာဘုရားကတေခြင်းလေးမျိုးဟောထားပါတယ်နော်တေခြင်းလေးမျိုးကဘာတွေလဲဆိုရင်တအာယုခယတတန်းကုံ၍တေခြင်းတတန်းကုံ၍တေခြင်းဆိုတာတတန်း80 80 90တရားမှာတေဆုံးတာကိုပြောတာပါနော်နှစ်ကမ္မခယတန်ကုံ၍တေခြင်းကံကုံ၍တေခြင်းဆိုတာကတတန်းအဖြစ်ကတော့ငယ်သေးတယ်သို့တော့ရှစ်ဆက်ပြီးတော့အသက်ရှင်နိုင်တဲ့ကံမရှိတော့ပဲတေဆုံးတာကိုပြောတာပါ၃ဥပယခယ တတ်တန်းကန်ဆာနှစ်ပါးဆုံ၍သိခြင်းတတ်တန်းကန်ဆာနှစ်ပါးဆုံ၍သိခြင်းဆိုတာကတတ်တန်းအဖြစ်လဲ80 80 90တရားရှိပြီအဲ့ဒီအချိန်မှာလဲပဲသိဖို့ကံကလည်းကုန်နေပြီအဲ့ဒီလိုနှစ်မျိုးပေါင်းစုံပြီးသိဆုံးခြင်းကိုပြောတာပါ၄ဥပိ္ပစေတကလောလောလတ်လတ်တခြားသောကံတစ်ခုကတက်ဖြတ်၍သိခြင်းလောလောလတ်လတ်တခြားသောကံတစ်ခုကတက်ဖြတ်၍သိခြင်းဆိုတာကဥပမာကားတိုက်တာတို့ဓာတ်ထုတ်ခံရတာတို့ တစ်ပင်ဘောကပြုတ်ကြတာတို့ရင်းနစ်တည်ဆုံးတာတို့စသည်ဖြင့်ပေါ့လေအဲ့ဒီလိုမျိုးတည်ဆုံးတာတွေကိုပြောတာပါနော်ဒါကြောင့်ပေကံမစေဘဲတည်တာရှိပါသလားဆိုရင်ရှိပါတယ်နော်ဥပိ္ပစေတကကံနဲ့တည်ဆုံးတာကိုပြောတာပါနားလည်ပါစေနော်